ကဲလိုဝိမင်္ဂလာပါဆရာကဒီဗီဒီယိုမှာဆိုလို့ရှိရင်ပေါ့နော်ဒီ chapter 4ထဲမှာပါတဲ့ဒီ bio ပေါ့နော် great way phylogeny chapter 4 disease and plants and animals အပင်တွေမှာဖြစ်တတ်တဲ့ယောဂါတွေနဲ့ဒီတလိဆန်တွေလူသားတွေမှာဖြစ်တတ်တဲ့ယောဂါတွေနဲ့ပတ်သက်ပြီးတော့မှရှင်းလင်းပြပြနေတာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုထဲမှာဆက်ဆာခြင်းနဲ့ဆက်ဆာခြင်းကပေါ့နော်ဒီလူသားတွေဆိုတဲ့ဒီတလိဆန်တွေမှာဖြစ်တဲ့ ရောဂါတွေအကြောင်းသင်ပေးသင်ပေးမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာဆို animal disease ရှိမယ် animal disease ကဒီတိရစ္ဆာန်တွေမှာဖြစ်တတ်တဲ့ရောဂါပေါ့နော်ဆိုတော့ဒီအပေါ်ကဆက်စားခြင်း animals disease ကိုခွဲလိုက်တဲ့အချိန်မှာသူကဘယ်လိုပုံစံမျိုးနဲ့ရမလဲဆိုလို့ရှိရင်အင်းတဲ့ file လေးသွားမယ်ဆိုရင် okay this maybe animal disease ကိုခွဲခြားတဲ့အချိန်မှာသူက ဒီကူးဆက်တတ်တဲ့ယောဂပေါ့နော် infectious 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 နဲ့သူရှိရနန်းလေးထည့်လိုက်ပေါ့နော် non infectious လို့ခေါ်တဲ့ဒီကုသနိုင်တဲ့ယောဂဆိုပြီးတော့သူကနှစ်မျိုးထွက်တယ်ပေါ့နော်ဆိုကူးဆက်နိုင်တဲ့ယောဂနဲ့မကူးဆက်နိုင်တဲ့ယောဂပေါ့အဲ့လိုပုံစံမျိုးဆိုအဲ့ထက်မှမှဒီထက်မှဆက်ဆာခြင်းအသင်မဲ့အပိုင်းက non infectious disease လို့ခေါ်တယ်မကူးဆက်နိုင်တဲ့ယောဂရဲ့အကြောင်းသိမှဖြစ်ပါတယ်ကြည့်အောင်ဆိုမကူးဆက်နိုင်တဲ့ယောဂရဲ့အကြောင်းသိမယ်ကြည့်မယ်ဆိုရင်ဒါနံပါတ်1ပေါ့နော်နံပါတ်1ကဘာယောဂအကြောင်းလဲဆိုရင် cardiovascular disease လို့ခေါ်ပါတယ်သက် CVD ပေါ့နော်အတူပြောမယ်ဆိုရင်တော့ CVD ပေါ့ cardio က CARDIO က cardio VSCULA vascular cardiovascular disease သူကနှလုံးသွေးကြောဆိုင်ရာယောဂများလို့အထိပ္ပယ်တတ်မှတ်တယ်ပေါ့နော်နှလုံးသွေးကြောဆိုင်ရာယောဂများအဲဆိုတို့က most cardiovascular disease နှလုံးသွေးကြောဆိုင်ရာယောဂတွေက star weight စတင်ပါတယ် astruma formation astruma formation astruma ဆိုတာ G ကိုပြောရမှာเนาะ G တင်နေလို့ခေါ်တာပေါ့ တနည်းအားဖြင့်ပြောဆိုရင်ဘာလို့ပြောရအောင်ဆိုလို့ရှိရင်တို့အစီခဲလေးတွေအဲ့ဒါကိုပြောရနေတာပေါ့နော်ဆိုအစီစီရနေပြီးတော့ထွက်လာတဲ့ဂျီလေးတွေပေါ့နော်အဲ့လိုဂျီတင်နေလို့ဆိုရဲပုံစံမျိုးနော်အစီလေးတွေအစီတုံးစီခဲလေးတွေစတင်ဖြစ်ပေါ်ခြင်းကနေစတင်ပါတယ်ပြန်ပြောဆိုရင် cardiovascular disease နှလုံးသွေးကြောဆိုင်ရာယောဂအတိုင်းကသူကအတူတူ formation လို့ခေါ်တဲ့ဒီအာစီခဲလေးတွေစပြီးတော့ဖြစ်ပေါ်လာနေစတယ် if the endothelium ဒီ endothelium ဆိုတာ endo ဆိုတာအတွင်းပိုင်း ENDO က ENDO ကအတွင်းမှာ endothelium endothelium ဆိုတာဗါလဲဆိုရင်နောက်မှာပြောရဲ the inner linings of the walls of the artery artery ကကြာသွေးဝင်ကြောပေါ့နော်သွေးဝင်ကြောရဲ့ဒီအတွင်းနံရံလေးတွေကတဲ့အတွင်းနံရံလေးတွေကို is damage နော်ပျက်စီးစေပါတယ် by high blood pressure သွေးပြားတွေတိုးလာတာနဲ့မှန်တယ်မြသွေးပြားတွေတိုးလာခြင်းအဖြစ်အတွင်းနံရံလေးတွေပျက်စီးလိုက်တယ်အဲ့လိုအချိန်မှာ an inflammatory response လို့ခေါ်တယ်တုံဒီမှာဆိုရင်ရောင်ရမ်းတာပေါ့နော် inflammatory ဆိုတာရောင်ရမ်းတဲ့ response တုံ့ပြန်မှုလေးတွေဖြစ်ပေါ်လာတယ် ချောင်ရဲနဲ့တုတ်ပြန်မှုလေးတွေဖြစ်လာပြီးတော့မှ white white blood cell အဲမှ white blood cell သွေးဖြူဆဲလေးတွေနော်သွေးဖြူဆဲလေးတွေကို mostly macrophage လို့ခေါ်တယ်အဲ macrophage လို့ခေါ်တဲ့သွေးဖြူဆဲလေးတွေက move into the area အဲ့နေရာကိုဝင်ရောက်လာပါတယ်ဆိုတော့တနည်းအားဖြင့်ဆိုရင်သွေးကြောရဲကိုဝင်ရောက်လာပါတယ်လို့ပြောစင်တာပြန်ပြောမယ်ဆိုလို့ရှိရင် if the endothelium endothelium ဆိုတာသွေးကြောရဲ့အတွင်းနံအတွင်းပိုင်းပေါ့နော်အတွင်းနံရံကိုပြောရင်တာပေါ့ the inner lines the inner lining of the walls of the artery သွေးကြောရဲ့အတွင်းနံရံလေးကို is damaged by high blood pressure ဒီသေးပြာတိုးခြင်းကဖြည့်ဆည်းပြလိုက်တဲ့အခါမှာ an inflammatory response INF and LM inflamm inflammatory inflammatory response ရောင်ရမ်းနဲ့တုံ့ပြန်မှုတွေကတဲ့ white white blood cell ရောင်ရမ်းနဲ့တုံ့ပြန်မှုတွေဖြစ်လာပြီးတော့မှသွေးဖြူဆဲတွေအကုန်လုံးကလည်း mostly macrophage macrophage လို့ခေါ်တဲ့သွေးဖြူဆဲတွေက move into the area အဲ့နေရာကိုဝင်ရောက်လာပါတယ်။ဒီ white blood cell အဲ့ဒီသွေးဖြူဆဲလေးတွေနဲ့အပြော lipid lipid ကလေးတွေ from the black clam black ပေါ့နော်။သွေးထဲကနေပြီးတော့ပါလာတဲ့ lipid တွေနဲ့ခုနက white blood cell တွေက clamp တူခဲ့သွားအာသူကပြောနေအနေကျသွားတယ်ဆိုပုံစံမျိုးလည်းရတယ်စူးစီးသွားတယ်လို့လည်းပြောလို့ရတယ်စူးစီးသွားပါတယ် add the endothelium endothelium လို့ခေါ်တဲ့ခုနကဒီနံရံပေါ့နော်သွေးကြောနံရံလေးအောက်ကလေးမှာသွားပြီးမှစုပြုံမိလာပြီးတော့မှ to found fatty streak အဲ့မှာအစီကဲအစီအစုပုံလေးတွေဖြစ်လို့လာပါလိမ့်မယ်တဲ့ ပထမဆုံးတော့ဒီဘက်က normal artery ကိုကြည့်လိုက်ပြီးဆိုတော့သူ artery ကဒီလိုပဲအဲ့လို artery ကနေပြီးတော့တဖြည်းဖြည်းနဲ့ဘာလို့လောင်ဆိုတော့တဖြည်းဖြည်းနဲ့ဒီမှာဆိုရင်သူ့ရဲ့ဒီ formation ပေါ့ကိုကဒီ seizure တွေစားလိုက်တယ်ပေါ့ကွာဥမာပြောချင်တာဒီ potato chip တို့အာလူကျော်တို့စသဖြင့်အကျော်တို့စတယ်ပြေနော်အဲ့လိုမျိုးပေါ့ချိုရာတွေနောက်က seizure တွေအများအများကြီးစားလာတဲ့အချိန်မှာဒီတွေးကြောတွေမှာအဲ့ဒီကနေပါလာတဲ့ seizure တွေအဲနောက်ကအဲ့လိုမျိုးတွေကနေတဖြည်းဖြည်းနဲ့ဒီတွေးကြောလေးတွေမှာကြီးတင်ပြီးတော့ကျန်းခဲ့တာအဲ့လိုပုံစံမျိုးပြန်တာကြီးတင်ပြီးကျန်းခဲ့တာအဲ့ဒီပေါ့နော် fatty street overtime ဟို white blood cell ပြီးတော့ထပ်ပြီးပြောမယ်ဆိုရင်တော့ white blood cell တွေသွေးဖြူ cell တွေ lipid တွေ ਨੇ connected tissue တွေက bit up တဖြည်းဖြည်းနဲ့စုပုံလာတယ် bit up တိဆောက်တယ်ပေါ့နော်စုပုံလာတယ်အန်ပြီးတော့ harden ဆိုတာမာကျော်လာပြီးတော့မှ to found a fibrous plug ပေါ့နော် fibrous plug ကကြာသွေးမြင်နေတူတဲ့ plug ကကြာတော့ကြီးပုံစံမျိုးလေးဖြစ်လာတယ်ပေါ့နော်ဒီလိုမျိုးဒီလိုအဆက်ကလေးပေါ့နော်ဒါ CG ပုံစံမျိုးလေးပေါ့နော်အဲ့လိုကြီးလေးတွေတင်လာပါတယ်အဲ့လိုကြီးတင်လာတဲ့ကောင်လေးတွေကို astroma လို့ခေါ်ပါတယ် ADHD ရောက် astroma အထရူမာလို့ခေါ်ပါတယ်ဂျီတင်ချင်းပေါ့နော်ဂျီတင်ချင်းလို့ခေါ်ပါတယ်တဲ့ the black အဲ့ဒီဂျီလေးတွေကတဲ့ partially block ကကြာ partially block ကတစိတစ်ပိုင်းအီကသူ block ပြင်နိုင်တယ်ပေါ့နော်လုံးဝတားစီပိတ်ပိတ်ဆို့ပြင်နိုင်တယ်တဲ့ the lumens of the artery artery lumen ကိုကြာဆရာဒီမှာဝင်ပေါက်လို့ပဲမှတ်လိုက်တယ်ပေါ့နော်ဆို artery ဆိုတော့သွေးဝင်ပေါက်ကလေးတွေကိုသူကလုံးဝပိတ်လောင်ပစ်လိုက်သလိုအံပြီးတော့ restrict blood flow ကကြာသွေးစီးဆင်းမှုကိုလည်း restrict လုပ်ပလိုက်တယ်ကန့်တက်ပလိုက်တယ်ဆိုပုံစံသွေးစီးဆင်းမှုလည်းကန့်တက်ပလိုက်တယ်ဥပမာခါတိုင်းကသွေးလေးတွေက တေချာလေးစင်နေရဆိုရင်အခုဒီနေရာမှာအပိတ်ဆို့တွေရှိနေရဖြစ်တဲ့ကြောင့်မလို့လုံးဝသွေးစင်းမှုကမလွယ်ကူတော့ပါဘူးတဲ့ which got အဲကြောင့်မလို့လဲ blood pressure to increase သွေးပြေရာတွေကိုပိုးပြီးမှတိုးများလာစေတာပဲဖြစ်တယ် the hardening so artery အဲ့လိုသွေးကြောတွေပေါ့နော် harden ဖြစ်တယ်ဆိုတော့ဒီမာကြောခြင်းပေါ့နော်တင်းခြင်းပေါ့သွေးကြောတွေတင်းသွားခြင်း cause by astro မှာ ဒီအထက်ထဲမှာပါဝင်လာတဲ့ဒီလိုဂျီလေးတွေကြောင့်သွေးကြောတင်းတာကို is called ခေါ်လာတယ် atherosclerosis atherosclerosis ကကြတော့ဆရာတော့အစီပိတ်ယောဂါလို့ခေါ်တယ်ဗောနော်အစီတွေပိတ်သွားတယ်ယောဂါခံစားရလို့ atherosclerosis အစီပိတ်ယောဂါလို့ခေါ်ပါတယ် ဆိုတော့ပြန်ပြမယ်ဆိုရင်ဒီ CVD နှလုံးသွေးကြောဆိုင်ရာယောဂတွေအကုန်လုံးက astroma formation ကနေစတဲ့အထူးအဖြစ် endothelium endothelium ကို high blood pressure ကနေပြီးတော့မှဖြည့်ဆည်းပစ်လိုက်ပြီးတော့မှရောင်ရမ်းလာတဲ့အဲ့မှာ macrophage လို့ခေါ်တဲ့ white blood cell တွေက move into the area တွေဝင်သွားတယ်ဆိုတော့ white blood cell ရဲ့ clamp lipid တွေကပေါ့နော်အဲ့မှာသွေးထဲကနေပြောပါလာတဲ့အဖြူအောင်သွေးဖြူစဲနဲ့ lipid တွေကသူက endothelium လေးရဲ့အောက်မှာတွားပြီးမှစုပုံပြီးလာရတဲ့အခါမှာ to form fatty acid အစီကဲလေးတွေဖြစ်လာတယ် app လေးပြီး white blood cell lipid နဲ့ coronary tissue တွေတဖြည်းဖြည်းနဲ့သူ့အနေနဲ့သူအဲဒီတိဆောက်လာတဲ့မြားပြလာပြလို့ရှိရင်သူကအဲ့မှာဒီအရောက်မှာမာကျောတဲ့ပေါ့နော်မာကျားမာကျောပြီးတော့မှတင်းမာတဲ့ဒီစီကဲလေးဖြစ်သွားတယ်အဲ့လိုစီကဲလေးတွေကဒီသွေးကြောသွေးကြောရဲ့ဝင်မောက်ကလေးတွေကိုတွားပြီးတော့မှတားဆီးပိတ်ပင်လိုက်တယ်လို့သွေးစီစင်းမှုတွေကိုလည်းသူက အဲကန်တက်ပလိုက်တယ်ဗောနော်အဲ့လိုကန်တက်ပလိုက်တဲ့ကြောင့်လို့သွေးဖြီးရတွေကပို့ပြမှာတူးမြလာတာဖြစ်တယ်အဲ့လိုမျိုးတဲ့သွေးသွေးကြောတွေတင်းမာခြင်းဗောနော်ဂျီတွေကြောင့်ဒီစီဂျေးလေးတွေကြောင့်တင်းမာခြင်းကို iscor ခေါ်ပါတယ် atherosclerosis အစီပိတ်တဲ့ယောဂါဆိုပြီးမှခေါ်ဆိုခြင်းဖြစ်ပါတယ်တဲ့ဆိုတော့ဒါလေးလိုက်ပြီးတော့မှဒီအဖြတ်တော်မှန်မှန်လေးနဲ့လိုက်ပြီးတော့ချက်မယ်ဆိုရင် mood cardiovascular disease start with atheroma formation if the endothelium the inner lining so the inner lining is of the walls of the artery mm -hmm. is damaged by high blood pressure and inflammatory response, whereby bl white blood cells, mostly macrophage, move into the area. The white blood cell and lipids from the blood clump together at end the endothelium to form a district. Over time, more white blood cell, lipid connected tissue, BDF and harden to form a fibrous plaque called a stroma. This plaque partially block the lumen of the artery. and restrict blood flow, which cause blood pressure to increase. The hardening of artery caused by atheroma is called atherosclerosis. ဆယ်မီလေးချက်ထားမယ်ဆိုလို့ရှိရင်တော့ဒါလေးဆိုရင်လည်းအရင်ဟိုမှာချက်လို့ကောင်းပြီးတော့ရှင်းရှင်းလင်းလင်းလေးသိရထဲမှာပါတယ်ပေါ့နော်။ကြက်အပ်ပြီးဆိုရင်တို့အောက်မှာတဲ့ဒီပုံလေးပေါ့နော်။ဆိုပုံလေးမှာလည်းပဲဒါလေးကမိတတ်တယ်ပေါ့နော်။ဆိုဆိုပုံလေးကြီးဆွဲခိုင်းနိုင်အောင်ရှိတယ်။အဲဒါမဲ့ဒီမျိုးပေါ့ဒီမှာ normal artery ဒါရိုးရိုး သွေးဝင်ချောပုံစံမျိုးနောက်က atheroscleral risk ဖြစ်တဲ့အမှန်မှ plug တွေများလာရင်ပေါ့နော်အ progression ပေါ့နော်သူက progress က formation ဖြစ်တယ်နောက်က growth and rupture ဖြစ်ပြီးနေကြီးထွားလာပြီးမှနောက်ဆုံးမှာတော့သွေးခဲသွားပြီးဒီလို black clots တွေဖြစ်ကုန်တာအပေါ်မှာရှိတဲ့သွေးတွေအကုန်လုံးခဲကုန်တာဒီအဝါလေးတွေကသူကအဝိုင်းတွေကိုပြောနေတာဆိုတော့ C တွေတနည်းပြောပြဆိုတော့ fatty streak တွေပြောနေတာဒီအပေါ်ကအနီလေးကကျတော့သူက black clot သွေးတွေကခဲသွားတာ လုံးဝဘာမှလုပ်လို့မရတော့ဘဲနဲ့တွေးတွေခဲသွား CLOOT clock တွေးခဲသွားမျိုးဖြစ်တယ်။ဒါ formations of astromas and black clouds တဲ့နော်။ ကြီးတင်ခြင်းနဲ့တွေ့ခဲခြင်းအကြောင်းသူကပြောပြထားပဲဖြစ်ပါတယ်။ဆိုတော့ဒါကတော့ဒီဗီဒီယိုထဲမှာဆိုရင်တော့ဆရာက cardiovascular disease နှလုံးသွေးကြောဆိုင်ရာယောဂတွေနဲ့ပတ်သက်ပြီးမှရှင်းလင်းတင်ပြပေးတာပဲဖြစ်ပါတယ်။ထပ်ပြီးမှကြည့်ကြတဲ့ဆိုလို့ရှိရင်တော့ဒီဆရာရဲ့ YouTube channel မှာပေါ့နော်။တခြားဒီသင်ခန်းစာလေးတွေကိုလည်းပဲအများကြီးလေ့လာပြီးတော့တင်ပြပေးတာဖြစ်တယ်လို့ YouTube channel လေးကို like and subscribe လေးလုပ်ပြီးတော့ဆောင်မြော်ကြည့်ရှုပေးဖို့အတွက်မြင်တိုင်းခင်ပါတယ်။ဆိုတော့ဗီဒီယိုကိုအစားဆုံးကြည့်ပြီးတော့ကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်။